ဆရာမောင်ထွန်းသူဘာသာပြန်ထားတဲ့မော်ရီဘီယာဝထုလိုများတဲ့ကဝထုလိုတွေပါနိုင်နိုင်ချစ်ချစ်ကျုပ်အနေနဲ့အကနစ်စာလှုပ်သွားပုံကို လုံးဝနားမလည်နိုင်အောင်ဖြစ်နေပါတယ်သူအခုလိုထွက်သွားတာဟာဘာကြောင့်လဲတကယ်လို့ကျုပ်ပေါ်မှာသူမကျင်နေဘူးဆိုရင်လေကျုပ်ကိုအမှန်တိုင်း အတိပေးဖို့တော့ကောင်းတယ်။ကျုပ်ဟာအပြစ်အနာစာရဲ့လို့လုံးဝမရှိတဲ့လူတယောက်မဟုတ်ပါဘူး။အထိုက်လျောက်ကတော့ရှိနေမှာပါ။တကယ်လို့သူ့ဘက်ကမကြိုက်ဘူး။သဘောမကျဘူးဆိုရင်ကျုပ်ကိုအတိပေးတင်တာမှန်ပဲ။အဲ့ဒါလို့ဆိုရင်ကျုပ်တို့နှစ်ယောက်တိုင်ပင်ဆွေးနွေးပြီးပြင်သစ်တာပြင်ရမှာပေါ့။သူ့ဘအကြောင်းအခုလိုထွက်သွားရတာလဲ။ ဒီမေကုံးကို ဖြေဖို့ကြုတ်ကြူစားနေတာကြပြီသူနဲ့ကြုတ်နဲ့လက်ထပ်ပြီးလို့အိမ်တော်သက်နှစ်နှစ်တာကာလအတွင်းမှာသူနဲ့ကြုတ်နဲ့ကြီးကြီးကျယ်ကျယ်စကားများတာမရှိခဲ့ပါဘူးသူနေတာထိုင်တာကလည်းအေးအေးဆေးဆေးပဲသူအိမ်မှာနေပုံဟာအင်းစီမတယောက်နေတယ်လို့နေသွားတာဆိုတော့တွေ့ရခဲ့တယ် အခုဆိုရင် သူအိမ်ကထွက်သွားတာ6လပြည့်သွားပြီ။သူဘာအကြောင်းထွက်သွားတယ်ဆိုတာအခုတတိအဖြေရှာလို့မရဘူး။အဲ့ဒီနေ့မနေ့ကကျုပ်ဟာထုံးစံအတိုင်းရက်ွက်ထဲကဈေးမှာဈေးသွားဝယ်တယ်။ကျုပ်ကအိမ်မှာချက်ပြုတ်ဖို့ကအစားကိုရံဝယ်ရမှဂျင်းတဲ့လူမဟုတ်လား။ကျုပ်ကိုယ်တိုင်ကဘာစားရင်ကောင်းမလဲ။ ဘာချက်ရရင်ကောင်းမလဲဆိုတာမျိုးတွေကိုကိုယ်တိုင်စဉ်းစားပြီးကိုယ်တိုင်ဝယ်ရမှာကျင့်တတ်တဲ့ကောင်းပြဈေးထဲမှာဈေးတယ်တွေနဲ့စစ်လိုက်ဆွဲလိုက်ညှင်းခုန်လိုက်ရွေးလိုက်ချဲလိုက်ရံဖြစ်လိုက်လုံနေရတာကိုပဲပျော်စရာတစ်ခုလို့ထင်နေတာအဲ့ဒီနေ့ကကျုပ်ဟာဈေးထဲမှာတလဲလဲရှောက်သွားနေတယ်စားတော့ခန်းထဲမှာ ခန်းစီတက်ဖို့အတွက်ကိုယ်စိတ်တိုင်းကြအစမရရအောင် လိုက်ရှာနေတာနဲ့ပဲအချိန်နေတော့ကုန်းသွားတယ်။နောက်ဆုံးကျုပ်အိမ်ပြန်ရောက်တော့စတနာကြီးထိုးပြီးလို့မိနစ်20တောင်ရှိပြီ။ကျုပ်ဟာစတော့ခန်းထဲဝင်သွားတယ်။ဝေလာတဲ့ခန်းစီစားနဲ့စတော့ခန်းထဲမှာတက်ထားတဲ့ခန်းစီစားတွေကိုအယောင်ချင်းတူမတူကြည့်ကြင်လို့ဝင်သွားတာပါ။ အခန်းထဲရောက်တော့ထမင်းစားစပွဲရဲ့စပွဲခင်းပေါ်မှာမင်းနေစွန်းနေတာတွေ့ရတယ်။မင်းအိုးနဲ့ကလောင်တန်ကိုလည်းအဲ့ဒီပေါ်မှာတင်ထားတာတွေ့ရတယ်။စားရဆောင်တင်ထားတာကိုလည်းတွေ့ရတယ်။ကျုပ်ချက်ချင်းသတိထားမိတာကမင်းစွန်းတွေကိုပဲဘလို့လဲလုထာကైနာနမောနမဲ့နိုင်လာကြည်လားလို့တွေးလိုက်မိတယ်။ ချက်ချင်းပဲမင်းအိုးနဲ့ကလောင်တန်ကိုဆွဲယူပြီးသူ့နေရာသူ ပြန်ထားလိုက်တယ်။ပြီးတော့မိဘတွေကိုတန်းဝင်လာခဲ့တယ်။ဝင်လာတဲ့ပစ္စည်းတွေကို နေရာချလိုက်ပြီးချက်ဖို့ပြုတ်ဖို့အတွက်စီစဉ်နေတယ်။အဲ့ဒီနောက်ချိန်တော်ကြာမှစပွဲပေါ်ကစကိုတရိရတယ်။စားတော့ခန်းနဲ့ပြန်သွားပြီး စာကိုကြည့်လိုက်တော့စိုက်ဘော်ကအဖရက်ဒိုလို့ရေးထားတာတွေ့ရတယ်။ကျုပ်စာကိုယူပြီးဖွင့်ဖတ်လိုက်တော့အိမ်မှာလုတ်ဆရာရှိတာတွေလှုပ်ထားခဲ့တယ်။နေ့လယ်စာကိုတော့ရှင်းပါသာရှင်းပဲချက်ပြုတ်စားပြီးတော့ရှင်းလဲချက်တက်နေတာပဲ။ကျမအမေ့စီပြန်သွားတယ်လို့ရေးထားတာဖတ်ရတယ်။စာရဲ့သဘောကပါလဲကျုပ်နားမလဲဘူး။ကျုပ်ဟာစာကိုနောက်တစ်ချိန်ထပ်ဖတ်ပြန်တယ်။ သူ့ဘာကြောင့်သွားတာလဲဘာလို့ဖို့သွားတာလဲစဉ်းစားလို့မရဘူးအိမ်တော်သက်နှစ်နှစ်ရှိကမှအက္ကနစ်စာဘလို့စစ်ကူပေါက်ပြီးထွက်သွားတာလဲစာထဲမှာရှင်းရှင်းလင်းလင်းရေးမသွားဘူးခေါင်းထဲမှာနောက်ကြည့်ကြည့်ဖြစ်ထားရနေပဲအပြင်ကိုထွက်လာခဲ့တယ်အကနစ်စာအနေနဲ့အခုလိုသွားမယ်ဆိုတာကြွတင်းပြီးအတိမပေးခဲ့ဘူး တကယ်ဆိုရင်ကျုပ်ကိုအေးစစ်စစ်ပြုတ်ပြီးမှသွားတင်တာပေါ့သူရေးထားခဲ့တဲ့စာကလည်းမရှင်းမရှင်းနဲ့စဉ်းစားရအတော်ခက်တယ်ကျုပ်ပေါ်မှာမကျင်နှတာတစ်ခုအများရှိနေလို့လားကျုပ်ဘက်ကသူ့ပေါ်တစ္ဆာမဲ့တယ်လို့ထင်လို့လားအဲ့ဒီကိစ္စမျိုးမှာတော့ကျုပ်ဘက်ကအလွန်ရှင်းပါတယ်ကျုပ်ကမိမဝါဒနာ ပါတဲ့လူမှမဟုတ်တာ ူနဲ့လက်မထက်ခင်တုန်းကတော့အဆက်တွေရှိခဲ့ဘူးပါတယ်။ဒါပေမဲ့သူနဲ့လက်ထပ်ပြီးကြတဲ့ကအဲ့ဒီဟာတွေကို လုံးဝသတိမရတော့ဘူး။မိပြောက်ပစ်လိုက်တာကြာပြီ။သူခုလိုထွက်သွားတာဟာငွေကြီးချွတ်တဲ့လို့လား။အဲ့ဒါလည်းမဖြစ်နိုင်ဘူး။သူဘာလို့ကျင်တယ်လဲ။လိုချင်တာရှိလာရင် ကျုပ်ကိုယ်တိုင်ချက်ချင်းဝယ်ပေးမှာပဲ။သူ့မှာတုံးစရာပေါ်လာရင်လေကျုပ် လက်မနေပါဘူးချက်ချင်းထုတ်ပေးလိုက်တာပဲဒီလိုဆိုရင် ကျုပ်နဲ့နေရထိုင်ရတာตายာမှုမရှိလို့လားအဲ့ဒါလည်းမဖြစ်နိုင်ဘူးကျုပ်သူ့ကိုตายာမှုရှိအောင်ထားခဲ့ပါတယ်တရင်တပတ်မှာ ရုပ်ရှင်နှစ်ခါပြတယ်တပတ်နှစ်ရက်တိတိအပြင်စားတော့ဆိုင်ကို ထွက်ပြီးညစာကြွေးတယ်သူကြိုက်တဲ့အစာတောက်ဆိုရင်လည်းအိမ်မှာအရှံပဲပါ ူသဘောကျတဲ့သတင်းစာတို့မဂ္ဂဇင်းတို့ဆိုရင်လည်းအိမ်မှာမပြတ်เสียရဘူးစောင်းဝူဒူရောက်လာရင်အော်ပရာပြတ်ဆက်တဲ့အစ်တလဲရင်လိုက်ပြတယ်နေရာဒီရောက်ပြီဆိုရင် မာရီနိုဘက်က ကျုပ်ဖေးအိမ်ကိုခီးထွက်ပြီးပန်းဖြေကြတယ်ဒါဆိုရင် သူဝှစ်ချင်တာတွေမိုးရလို့မြန်လာอืมအဲ့ဒီကိစ္စမှာတော့အကနစ်စာပူပါမကို ပြောလို့မရအောင်ပြည်စုံနေတဲ့ဘဝပါ။သူ့မှာဘရာစီယာလို့သလားချီအိတ်လို့သလားလက်ကင်ဘဝလို့သလားအဝတ်ထည်နဲ့ပတ်သက်လို့ဘာပဲလို့လို့ကြုတ်ကချက်ချင်းဝယ်ပေးတာ။ကိုယ်တိုင်လိုက်ပြီးအယောင်အသွေးကစားကိုယ်တိုင်ဝင်ရွေးပေးတာ။အဝတ်စားသည့်ချုပ်ပြီးဆိုရင်လည်းကြုတ်ကကိုယ်စိတ်တိုင်းကြလိုက်အပ်ပေးတာ။ဘာပဲဖြစ်ဖြစ်ပေါ့လေ သူ့ဘက်က ကျမမှာအုတ်ထုတ်မရှိတော့ဘူး။ကာဝန်ဝတ်ဆရာမရှိတော့ဘူးဆိုတဲ့စကားမျိုးပြောကိုမပြောရဘူး။တကယ်လို့ပြောလာရင်လည်းကျုပ်ကလက်နေတဲ့လူစားမှမဟုတ်တာ။ချစ်ချင်းပဲ။ကဲလာတို့ဆိုင်သွားပြီးဝယ်ကြရအောင်လို့ပြောပြီးဝယ်ပေးလိုက်တာပဲ။တကူတော့ရှိတယ်။အကနစ်စာဟာတိတ်ပြီးတိတိကျကျရှိပုံတော့မရဘူး။ကျုပ်နဲ့ရပြီးတနှစ်လောက်ကြာတော့အဝဆားနဲ့ပတ်သက်လို့သူ့မှာ ပါရှိတယ်နောက်ထပ်ပါလိုတယ်ဆိုတာကိုသိပုံမရဘူးဘေးကနေပြီးကျုပ်ကအမြဲတမ်းပြေးနေရတယ်ဒါပေမဲ့သူကကျုပ်တရီပြေးတဲ့ခါတိုင်းမနစ်ကဝဲထားပြီးပြီမလိုတော့ဘူးလို့ပြန်ပြောလို့ရှိတယ်နောက်ဆုံးကြတော့အက္ကနိစ္စဟာတခြားမိမတွေလိုအဝတ်စားလောဘကြီးပုံမရဘူးလို့ကျုပ်တွေးမိတယ် ဲ့ဒါလို့ဆိုရင်တော့ခုကိစ္စဟာငွေကြေးနဲ့လည်းဆက်ဆက်ပုံမရဘူးနှလုံးသားရေရာကိစ္စအလည်းဖြစ်လာဖို့အကြောင်းမရှိဘူးဒါလို့ဆိုရင် စိတ်သဘောထားချင်းမတိုက်ဆိုင်မှုလားအရာကြတော့လေပြောရခက်သားလားဗျာသူနဲ့ကျုပ်နဲ့အိမ်တော်တန်နည်းနည်းရှိသွားပြီကျုပ်တို့နှစ်ယောက်ကြားမှာရံပွဲဆိုတာတခါမှမပေါ်ခဲ့ဘူးအကနစ်ဆာဟာကျုပ်ကိုဘယ်တော့မှမဆန့်ကျင်ဘူး ကျုပ်နဲ့ဆိုရင်သူဟာစကားတောင်းမှမပြောတဲ့လောက်ပဲတခါတရံကျုပ်တို့နှစ်ယောက်ဟာညာဘက်မှာအပြင်စားတောက်ဆိုင်တစ်ဆိုင်ကိုထွက်ပြီးစားတောက်လေးရှိတယ်အဲ့ဒီလိုအချိန်မျိုးမှာစကားကိုတိုင်ခံပြောတဲ့လူဟာကျုပ်ပဲသူကတော့ပါဇက်တော်မဟာဘူးကျုပ်ဆိုတဲ့အကောင်ကလည်းတမျိုးပဲစကားပြောနေရရင်တိတ်သဘောကျတယ်ကိုစကားပြောနေတဲ့အတန်ကိုပြန်ပြီးနားထောင်နေရတာကိုလည်းသိကြတယ် ကျုပ်စကားပြောပုံပြောနေကအေးအေးသာသာလည်းရှိတယ်။စီးစီးလုံးလုံးနဲ့ပြ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 လည်းရှိတယ်။အကျိုးတဲ့အကြောင်းတဲ့လည်းပြောတတ်တယ်။ချင်းချင်းဆဆလည်းရှိတယ်။အကြောင်းအရာတစ်ခုကိုတစ်ဖက်လူနားလဲသွားအောင်တစ်ပိုင်းစီတစ်ပိုင်းစီခွဲပြီးတော့လည်းပြောတတ်တယ်။အဲ့ဒါကြောင့်လည်းကျုပ်ဟာစကားပြောရတာကိုမငင်းငွေ့ဘူး။သိပ်ပြီးစိတ်ဝင်စားပြောတတ်တယ်။အကနစ္စကလည်းကျုပ်စကားပြောရင်ငြင်းပြီးနားထောင်နေတာပဲ။ ူကြည်ရတာစိတ်ဝင်စားပုံ ပေါ်ပါရဲ့။ဒါပေမဲ့တခါတုန်းကတော့ကျုပ်ကလျှက်စစ်အပူပေးကြိယာတခုဘလို့လုံးလုံးတဲဆိုတာရှင်းပြနေတော့အကနစ္စဟာအိပ်ပျော်သွားတယ်။သူ့စည်းကဟောက်တန်ကြတော့မှသူ့ကိုနှိုးရတယ်။မင်းဘာပြုလို့အိပ်ပျော်သွားရတာလဲ။ကိုပြောနေတာပြင်းစရာကောင်းလို့လားလို့မေးတော့သူကကြပြခဲ့ရပြန်ဖြေတယ်။မဟုတ်ပါဘူးမဟုတ်ပါဘူးမင်းညကအေးမောရလို့ပါတဲ့ ာမန်အားဖြင့်လင်းယောက်ကြားတွေဟာသူတို့ရဲ့အလုတ်ဌာနတွေစိုင်းတွေနဲ့အလုတ်များနေကြတာကြီးပဲအလုတ်ကိစ္စတွေကိုအကြောင်းပြုပြီးအပြင်ထွက်ကြလဲကြပတ်ကြနဲ့သူတို့မိမတွေရဲ့အနာမှာအချင်းကြကြနေရတယ်လို့ကိုမရှိဘူးကျုပ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးအက်ကနစ်ဆာရဲ့အနာမှာကျုပ်ဟာအများရန်ရှိနေတယ်သူချက်ပြုတ်နေတဲ့အချိန်မှာတောင်သူ့အနာမှာကျုပ်ရှိတယ် ကျုပ်ကိုယ်တိုင်ကလည်းအချက်ပြုတ်မှဝါသနာပါတယ်မဟုတ်လားကျုပ်ဟာခါစီအဖို့ကိုဝတ်ပြီးသူနဲ့အတူတွဲပြီးချက်ပြုတ်နေတာများတယ်အလူတွေခွန်သွားတယ်ပဲသီးတော့နေလှီတယ်ဟင်းလျာကိုပြင်းတယ်ဟင်းအိုးကိုစောင့်ကြည့်တယ်ကြော်စရာရှိတာကိုကြော်တယ်အဲ့ဒါလို့ကုညီပြီးလောက်ကင်ပေးနေတာတွေကများလားများလွန်းလာတော့သူက ကဲပါရှင်မဲလှုပ်လိုက်ပါတော့ကျမခေါင်းနဲ့နဲ့ကြိုက်လို့အေးရတဲ့ခဏလှဲကျင်နေတယ်လို့ပြောပြီးမိဖို့ကြောင့်တဲ့ကထွတ်ထွတ်သွားလိမ့်ရှိတယ်အဲ့ဒီနောက်မှာတော့ချက်ရေးပြုတ်ရေးကိစ္စကကျိုးရဲ့တာဝန်ဖြစ်လာတယ်ဒီခါတလေကျိုးဟာဟင်းချက်နေစာအုပ်တို့ဘေးမှာချပြီးဟင်းအသစ်စမ်းနေချက်နေတတ်တယ်ကျုပ်ဘလို့ပဲကောင်းအောင်ချက်ချက်အက္ကနစ္စဟာသိပြီးမစားနိုင်ဘူး နောက်ဆုံးမှာတို့ကပင့်ကလာအောင်ပဲစားပြီးပြီးသွားလေရှိတယ်တခါမှာတော့သူကကျုပ်ကိုပြောင်းလို့နောက်တလို့နဲ့စကားတခွန်ပြောဘူးတယ်ရှင်ယောက်ျားဖြစ်လာတာမှားတယ်မိမတယောက်ဖြစ်နေမွေးလာဖို့ကောင်းတာတဲ့စဉ်းစားကြည့်လိုက်ရင်သူပြောတာမှန်တယ်လို့ကျုပ်ဝန်ခံရမှာပဲဘာကြောင့်လဲဆိုတော့ကျုပ်လုံနေတာတွေကအချက်ပြုတ်တယ်မကတော့ဘူးအဝတ်တွေလျှော်တယ်မိဘူးတိုက်တယ် အင်းကြီးစုပ်ပြဲတွေကိုဖားတယ်ထေးတယ်တခါတလေအချိန်အားရရင်လက်ကင်ဘဝတွေမှာဇာပန်းလေးတွေထုတ်လိုက်သေးတယ်သူ့နားကတဖွားမှမခွာဘူးဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ပြောရမယ်ဆိုရင်လည်းတမျိုးပါပဲဗျာသူ့စီကိုမိမတငယ်ချင်းတွေအလဲလာတဲ့ခါ သူ့မိအလဲလာတဲ့အခါမျိုးတွေမှာလည်းကျုပ်ကသူ့နားကမခွာဘူးဗျာ တခါမှတော့သူ့ကောင်းတဲ့ကိုဘလို့စစ်ကူးမျိုးဝင်လာတယ်လည်းမသိဘူးအင်္ဂလိပ်စကားသင်နေတယ်လို့ပြောတယ်ကျုပ်ကသူ့နားကမခွာချင်တာနဲ့ကျုပ်ပါရောပြီးအင်္ဂလိပ်စကားပြောသင်တဲ့တက်လိုက်တယ်ကျုပ်ဖြစ်ကရေးစရာတော့ကောင်းတာတခါတော့ကသူနဲ့ကျုပ်စားတော့ဆိုင်ထဲမှာစားတော့နေကြတော့သူကကျုံနာကပ်ပြီးတူတူလေးပြောတယ်ရှူးရှူးပေါက်ချင်တယ်တဲ့ကျုပ်ကသူ့ကိုအိမ်သာပဲလိုက်ပို့တယ် အိန္ဒာဝရောက်တော့တကားဆောင်ကကျုပ်ကိုဖမ်းဆွဲထားတယ်။မြို့သူမိအိန္ဒာလက်ကိုယောက်ျားတွေမဝင်ရဘူးတဲ့။အဲ့ဒီဖြစ်တယ်ကိုစဉ်းစားလိုက်တဲ့အခါမှာအက္ကနစ္စဟာကျုပ်ကိုထားပြီးထွက်သွားဖို့မတင်တာမှန်ပဲ။အဲ့ဒါဘာဖြစ်လို့ထွက်သွားတာလဲ။ကျုပ်စဉ်းစားနေတော့မှပဲကျုပ်ဟာကျုပ်ဖေရဲ့ဆိုင်ကိုရောက်သွားတယ်။ကျုပ်ဖေက အသက်သိမ့်ကြီးသေးဘူး။စမင်ကနက်နက်မုတ်စေမွေးကနက်နက် ်ချက်တည်ရှိတော့မယ်အဖေကစကားပြောတဲ့အခါမှာလည်းတိတ်ပြီးနူးညံ့သိမ့်မွေ့တယ်အပြုတ်မှုကြတော့လည်းယဉ်ကျေးပွေရပါပဲကျုပ်ရောက်သွားတော့ထုံးစံတိုင်းမှာပဲအဖေကစပွဲမှာထိုင်ပြီးစင်းတွက်နေတယ်ကျုပ်ကအဖေအကနစ်ဆာကတော့ကျုပ်ကိုစွန့်သွားပြီလို့ပြောလိုက်တယ်အဖေကကျုပ်ကိုမော့ကြည့်တယ်ငါစိတ်မကောင်းပါဘူးကွာဘလို့ဖြစ်တာလဲလို့ပြန်မေးတယ် ကျုပ်ကဖြစ်ဖြစ်အားလုံးကိုစစ်စစ်ဆက်ဆက်ပြောပြတယ်။စကားကိုအဆုံးသတ်တဲ့ခါမှာတော့ကျွန်တော်သိကျင်တာတခုပဲရှိတယ်။သူပါပြုလို့ကျွန်တော်ကိုပြစ်ပြီး ထွက်ပြေးရတာလဲဆိုတဲ့အချက်ပဲလို့ပြောလိုက်တယ်။အဖေကအံ့အားသင့်နေတဲ့မျက်နှာထားနဲ့ကျုပ်ကိုကြည့်နေတယ်။ပြီးတော့မဲအဲ့ဒီချက်ကိုမသိဘူးလားလို့ပြန်မေးတယ်။မသိဘူးဖေ။အဖေက အချင်းအတော်ကြာငြိမ့်စိတ်နေတယ်ပြီးတော့တပြင်းတစ်ချက်ချတယ်ငါစိတ်မကောင်းပါဘူးအဖရက်တို့ရဲ့မင်းကိုဘာပြောမှန်းတောင်မသိတော့ဘူးမင်းဟာငါသားပါမင်းကိုငါပြုစုပြုထောင်လာတာပါငါမင်းကိုချစ်လဲချစ်ပါတယ်ဒါပေမဲ့အခုဟာကမင်းမရဆိုတော့မင်းရဲ့ကိုရေးကိုယ်တာကိစ္စပါလို့ပြောတယ် ဟုတ်ပါတယ်ကျွန်တော်ကိစ္စပါဒါပေမဲ့ तू ဘာပြုလို့အခုလို့ထွက်သွားရတာလဲအဖေကကောင်းရမ်းတယ်ငါသာမင်းနေရာမှာဆိုရင်ဒီကိစ္စမှာတိတ်ပြီးနှက်နှက်ချွတ်ချွတ်စဉ်းစားတော့ဘူးလို့ပြောတယ်ဒီကိစ္စကိုမိထားလိုက်ပါတော့ကွာဘာကြောင့်ဆိုတာတိလာလို့လဲအကြောင်းထူလာမှာမဟုတ်တော့ပါဘူးမဟုတ်ဘူးဖေကျွန်တော်အဖို့တော့တိမဖြစ်မှာ အဲ့ဒီခိုက်မှာပဲပစ္စည်းဝယ်မဲ့ဘုံကြီးနှစ်ပါးဆိုင်ထဲကိုဝင်လာတယ်။အဖေကထိုင်နေရကထရက်ပြီးနောက်တစ်ခေါက်လာခဲ့အောင်ပေါ့ကွာ။အဲ့ဒီခါကြားမှာဆက်ပြောကြတာပေါ့။ခုတော့အဖေလုံများနေတယ်လို့ပြောတယ်။ကျုံနားလေသွားပြီ။အဖေစီကဘာတစ်ခုမှရနိုင်စရာချင်းနေမရှိဘူး။ကျုပ်ချက်ချင်းပဲစိုက်ထဲကပြန်ထွက်လာခဲ့တယ် ကနစ်ဆာရဲ့အမေအိမ်ဟာအဖေးဆိုင်နဲ့တိတ်မွေးဘူးကောဆူဗီတိုရီယိုရက်ကွက်ထဲမှာရှိတယ်အကနစ်ဆာဘာကြောင့်အိမ်ကထွက်သွားတယ်လဲဆိုတဲ့အချက်ကို အဖေးပေးနိုင်တဲ့လူဟာအကနစ်ဆာတယောက်ပဲရှိတော့တယ်ဒါကြောင့်မို့ကျုပ်သူ့အမေအိမ်ကိုလိုက်သွားတယ်အိမ်ပေါ်ရောက်လို့အကန်းထဲမှာထိုင်ပြီးတော့သူ့မွေဝင်လာတာတွေ့ရတယ် သူ့မေကလည်းစိုင်းပန်ရှင်တယောက်ပဲကျုပ်နဲ့ကမျက်နှာကျောသိမ့်မတဲဘူးဆေးဆူထားတဲ့စပင်းနဲ့နဲ့ဆေးဆူထားတဲ့ညည်းရဲပန်းတစ်ပတ်နဲ့သူ့ပြုံးဟာစိတ်ပျက်စရာတော်တော်ကောင်းတယ်ကျုပ်ကမြင်ရင်တော့သူကအော်အက်ဖရက်တို့ပါလားမင်းပါလာလုထားလဲလို့မေးတယ်ကျွန်တော်ဘာကြောင့်လာတယ်ဆိုတာခမားသိပါတယ်ဗျာလို့ကျုပ်ကပြန်ဖြေတယ်အကနစအိမ်ကထွက်သွားတယ်ဗျာ အေးဟုတ်တယ်သူဒီမှာရှိနေတယ်လို့အေးစစ်စစ်ပဲပြန်ပြောတယ်အေးကွယ်ဒီကိစ္စမျိုးကခတကလာဖြစ်ရဖြစ်စင်နေပဲခမပြေးတဲ့အဖြစ်ကဒါပဲလား तू ကကြွက်ကိုကြည့်ပြီးအချိန်တော်တော်ကြာကြာငြိမ်နေတယ်ပြီးတော့ကြွက်ကိုမေးတယ်ဒီကိစ္စကိုမဲဖြစ်နေအမေစီသွားပြီးပြောမပြဘူးလားတဲ့ပြောပြီးပြီကျွန်တော်ဖေကိုအားလုံးပြောလိုက်တယ် သူကမင်းကိုဘာပြောတလဲသူစိတ်ထဲမှာအောင်တီရဲ့အောင်တီအောင်တဲ့ဖြစ်သွားတယ်ကျုပ်ဖေကကျုပ်ကိုဘာပဲပြောပြောသူနဲ့ဘာဆိုင်တာမလို့ဒါပေမဲ့ကျုပ်စိတ်ကိုထိန်းပြီးကျုပ်ဖေဘလို့လူစားလဲဆိုတာခမရလဲတည်သားပဲဗျာဒီကိစ္စမှာတိတ်ပြီးနှက်နှက်ချွတ်ချွတ်မတွေးပါနဲ့ကွာလို့ပြောလိုက်တယ်အင်းသူပြောတာမှန်သားပဲကွတိတ်ပြီးနှက်နှက်ချွတ်ချွတ်တွေးမနေပါနဲ့ကွ ကျုပ်ဒေါသဖြစ်လာတယ်။သူကကျုပ်ကိုဘာပြုလို့ခုလိုထားပြီးထွက်သွားရတာလဲ။ကျုပ်ကသူ့ကိုဘာလုံးလို့တော့ခမားကကိုကျုပ်ကိုဘာပြုလို့ရှင်းမပြရတာလဲ။ကျုပ်ရောချင်နေတာတွေကိုဒေါသတကြီးနဲ့ပြောနေတော့မှပဲ။ကျုပ်မျက်လုံးဟာစပွဲဘက်ကိုရောက်သွားတယ်။စပွဲဘက်မှာစပွဲကင်းတစ်ခုခင်းထားတယ်။စပွဲကင်းပေါ်မှာတော့ကျွေးပန်းအိုကြီးတစ်လုံးရှိတယ်။ ပန်းဦးထဲမှာတော့ဇောမွားပန်းတွေစိုက်ထားတဲ့ပန်းဦးတစ်လုံးရှိတယ်။ပန်းဦးဟာဘေးတစ်ဖက်ကိုငိုက်ကြနေတယ်။ကျုပ်နေနဲ့ကိုဘသာဘာလို့လို့လုံးမမှန်မသိဘူး။ယောက်ကမကြီးကကျုပ်ကို ပြုံးပြီးကြည့်နေခိုင်းပါပဲ။ပန်းဦးကိုနေသားတကျဖြစ်အောင်ပြန်ထောင်ပေးလိုက်မိတယ်။အစ်ကွယ်ပန်းဦးကသူ့နေရာသူပြန်ရောက်သွားပြီ။ငါ့ဖြင့်သတိတောင်မထားမိခဲ့ဘူး။မင်းကတော့ချက်ချင်းမြင်နေတော့ ကောင်းပါလေကွယ်ကဲကဲမင်းလည်းသွားပြီအောင်တော့လို့ဖွာကြီးကပြောတယ်။သူကအဲ့ရကထလာရတော့ကျိုးလည်းထရတော့တာပေါ့။ကျုပ်ကအကနစ္စနဲ့တွေ့ကျင်တယ်လို့ပြောတယ်ပြောကျင်တယ်ဒါပေမဲ့ရမယ်မထင်ဘူး။ပြီးတော့လဲသူနဲ့ကျုပ်တွေ့ရင်ဒေါသတွေပါပြီးဖြစ်ပြီးရဖြစ်မှဆွေးရင်ရတယ်။ ချက်ချင်းပဲအိမ်ထဲကပြန်ထွက်လာခဲ့တယ်။အဲ့ဒီနေ့ကစားပြီးကျုပ်ဟာကျုံမိမကိုမြင်ရမတွေ့ရတော့ဘူး။တနေ့နေ့တစ်ချိန်ချင်းကြာရင် သူပြန်လာမှာပဲလို့စိတ်ထဲကထင်မိတယ်။တကယ်လို့သူပြန်လာမယ်ဆိုရင်လေသူ့ဘာအကြောင်းကျုပ်ကို ပြစ်ပြီးထွက်သွားရတာလဲဆိုတဲ့အချက်ကိုကျုပ်ကြည်နဲ့လောက်အောင်ရှင်းမပြလို့ကတော့ အိမ်ရက်ကိုတောင်မနေရဘူးလို့ကျုပ်ဆုံးဖြတ်ထားတယ်